အားလုံးမမြင်ရပါပန်းရိုးရဲဆိုတာအားလဲပေါ့နော်အဲ့ဒါကိုပြပြချင်လို့ပန်းရိုးရဲဆိုတာပန်းမလန်းတာအသက်ကြီးတဲ့အမျိုးသားတွေမှာလာဖြစ်လိဖြစ်တာရှိတယ်ပြဿနာလို့အရင်ကတော့သတ်မှတ်ထားတာဒါပေမဲ့အခုခုခေတ်ကလာတော့မဟုတ်တော့ဘူးခုခေတ်မှာကျတော့လူငယ်တွေလည်းဖြစ်လာတာကိုတွေ့ရတယ်အသက်မီမရွေးဖြစ်လာနိုင်တယ်ဒီပြဿနာကเนาะအဲ့လိုဖြစ်လာတာဘာကြောင့်လဲ လူလူငယ်တွေကဟိုပေါ့နော်အရက်သေးစားတောက်ဆုံးတောက်စားတာတွေနော်တချို့ကြတော့ဟိုပေါ့နော်စေးဝါးတွေတုံးလာတာတွေပေါ့နော်အဲ့လိုတွေကြောင့်မလို့လေပန်းမလန်းတာတွေပိုးပြီးတော့အသက်ငယ်ရွယ်မရွေးဘူးပေါ့နော်ဖြစ်လာကြတာဖြစ်တယ်ပြီးတော့သူတို့ကစေးထိုးတာတွေတည်မလားနော်ဟိုကြာစေးတို့ဘာလို့အဲ့အဲ့လိုတုံးတာတွေများလာတဲ့အခါမှာပိုးပြီးတော့ပန်းမလန်းတာတွေဖြစ်လာတဲ့တွေ့ရပါတယ်နော်အဲ့ဒါကြောင့်မို့ ကျမ်းမာရေးအတွက်ထိခိုက်နိုင်လားဆိုတော့ကျမ်းမာရေးအတွက်ကတော့ထိခိုက်နိုင်ပါတယ်လူအသက်ရွယ်ကိုထိခက်လူရက်အသက်ကိုထိခိုက်နိုင်လားဆိုတော့အသက်ကိုတော့မထိခိုက်နိုင်ဘူးနော်အသက်ကိုတော့မထိခိုက်နိုင်ဘူးကိုယ်ရဲ့ကျမ်းမာရေးကိုတော့တကယ်ကိုအဓိကကြပါပါတယ်ထိခိုက်လာမှာမှန်ပါတယ်ဘာဖြစ်လို့ဆိုတော့အမျိုးသားတယောက်ဟာအမျိုးသားတယောက်ရဲ့အာအင်ဟာနော်ဒီအမျိုးသားအင်္ဂါပေါ်မှာလည်းမူတည်ရပေါ့နော် အဲအဲ့လိုတွေကြောင့်မလို့တကယ်အမျိုးသားတစ်ယောက်ကဗမ်မလန်လောက်ဖြစ်လာတယ်ဆိုရင်လူကလေကျမကြီးတွေလည်းထိခိုက်လာတယ်အတိတ်ကလေ तू ကဘာဖြစ်လာမလဲဆိုတော့အော်စိတ်သက်တည်းကြာလာတယ်အိမ်မပြောတာတွေဖြစ်လာတယ်နော်ဟောစားမွေအိမ်မပြောတာတွေဖြစ်လာလူကကျမကြီးတွေချို့တက်လာတယ်အဲ့နောက်ပိုင်းမှာအမျိုးသားအင်္ကာနဲ့ပတ်သက်တဲ့ခါအောက်ပိုင်းယောဂတွေဖြစ်လာတယ်အဲ့လိုတွေဖြစ်လာတယ်တစ်ခုပြီးတစ်ခုဖြစ်လာနိုင်မယ်ဖြစ်လာဘူးဆိုရင်ကြိုက်တယ်လို့ပြောတကယ်ကိုဖြစ်လာနိုင်မယ်နော် အဲ့ဒါကြောင့်မလို့အဲ့လိုမျိုးကြတော့အဲ့လိုမျိုးတွေဖြစ်လာခဲ့တယ်ဆိုရင်အိမ်အောင်ရှိတဲ့အမျိုးသားတွေဆိုတော့အိမ်အောင်ရေးမှာထိခိုက်လာတယ်။ကျမရှင်လာလာမင်းနေတဲ့သူတွေရှိတယ်နော်။တချို့ဆိုရင်အမျိုးသားတွေသူတို့ကအိမ်အောင်ကိုထိုင်နေတဲ့အမျိုးသမီးလေးတွေနဲ့အိမ်အောင်ကြထားတယ်။အဲအမျိုးသားတွေကအဲ့လိုမျိုးတွေစန်းဆောင်ကြီးတွေယောနိုင်လာတဲ့အခါမှာအမျိုးသမီးလေးတွေကကမောက်ကမတွေဖြစ်လာတယ်နော်။ဟိုပြဿနာလေးတွေအိမ်နွေးရေးပြဿနာလေးတွေဖြစ်လာတယ်။ဒါမျိုးလေးတွေဖြစ်လာတယ်။အဲ့ကြတော့အမျိုးသားတွေက အိမ်အောင်ရေးအမျိုးသားတွေအဲ့လိုမျိုးတွေဖြစ်လာရဆိုရင်အိမ်အောင်ရေးမှလည်းထိခိုက်လာတယ်။ကိုယ့်ရဲ့ကျန်းမာရေးအိမ်အောင်ရေးကိုထားပြန်နော်အဲ့ကျန်းမာရေးကိုအဓိကပြောမယ်ကျန်းမာရေးမှလည်းတကယ်ကိုထိခိုက်လာပါတယ်။အဲ့ကြတော့စီးနဲ့ပတ်အဲ့လိုပန်းမလန်းလာရဲ့နောက်ဆက်တွဲမှာစီးနဲ့ပတ်သက်တာနဲ့လေဖြစ်လာတယ်။စီးကျိတ်ကြီးတာတို့စီးကျဉ်တာတို့စီးအောင်တာတို့နော်စီးကြောက်တယ်တာအဲ့လိုမျိုးတွေအမျိုးသားအိမ်အဲ့ပန်းမလန်းလာတဲ့နည်းစိုင်နေနော်အဲ့ဒါလေးကိုပြောချင်တာအဲ့အဲ့ကြောင့်ပန်းမလန်းလာကအာ ို့ရဲ့အသက်အန္တရာယ်ထိခိုက်နိုင်လားဆိုတော့အသက်အန္တရာယ်တော့ထိမခိုက်နိုင်မိမယ်ကျန်းမာရေးတော့ထိခိုက်နိုင်ပါတယ်အဲ့ဒါလေး